အားလုံးမင်္ဂလာပါအခုကတော့ကျွန်တော်ဘာကိုပြောပြမလဲဆိုတော့ကျွန်တော်တို့အဲဖြစ်လေဖြစ်တာရှိတယ်ပေါ့ဖြစ်လေဖြစ်တာရှိတယ်ဒီ matrix software ထည့်တာတို့ပြီးရင်ကျွန်တော်တို့ um IBB နဲ့အပိုင်းတွေကိုကျွန်တော်အဲ့အားလေးကိုနည်းနည်းပပလေးပြောပြခြင်းတယ် အဲ okay အရင်ဆုံးပြောပြမှာကျွန်တော်တို့က Windows Security ထဲမှာကျွန်တော်တို့က antivirus ကိုပိတ်ကိုပိတ်ပေးရပါမယ်ကျွန်တော်တို့ antivirus ဒီမှာ antivirus ထဲဝင်မှာဝင်လို့ရှိရင်အဲ ျွန်တော်တို့ကဒီလိုပုံစံမျိုးဖြစ်နေလဲဒီထဲဝင်မှာဝင်ပြီးလို့ရှိရင်ပုံတချို့ကျတော့ application တွေဟိုတက်ပါတီတုံးကြတယ်တက်ပါတီကို uninstall လုပ်ပေးပါ uninstall လုပ်မှအဆင်ပြေပါမယ်တချို့ software တွေကအဲဒါကြောင့်မလို့ကျွန်တော်တို့ uninstall လုပ်ပြီးလို့ရှိရင်ဒီပုံစံအတိုင်းလေးပေါ်လာလိမ့်မယ် uninstall လုပ်ရင်လည်းလွယ်ပါတယ်ဘာမှတော့လုပ်ရမလဲဆိုတော့ကျွန်တော်တို့ကအဲဒီထဲကနေပဲတစ်ခါလေးပြလိုက်လို့အဲ install လုပ်ရင်လည်းလွယ်ပါတယ်ဘယ်နာ ဒီမှာဆက်တင်လေးကိုတွားပြီးပါအဲ install လုပ်မယ်ဆိုရင်ဆက်တင်ဆက်တင်လေးကိုတွားပြီးပါဆက်တင်လေးကိုတွားပြီးလို့ရှိရင်ဒါဆက်တင်ပေါ့ဆက်တင်လေးကိုတွားပြီးလို့ရှိရင်ဒီမှာ app ကိုတွားပြီးပါပြီးရင်ဒီမှာ install app ဆိုတာရှိရဲဝင်မေးပါဝင်မေးမှကျွန်တော်တို့ဒီမှာအဲ install လုပ်မဲ့ third party application ကိုခေါ်ပြီးမှဒီဘက်ညာဘက်မှာနှိပ်ပြီးမှ install လုပ်ပေးပါ install လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ reset ကြအကောင်လေးကြာနိုင်မယ် reset ကြပြီးလို့ရှိရင်ဒီ virus threat security ကိုခေါ်ပါခေါ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ virus threat protection အဲ protection setting ကိုဝင်မှာဝင်မှာ real time နေရအကုန်ပိတ်ပေးရပါမယ် ရီယဲထိုင်းနေပါရင်အကုန်ပိတ်ပေးရပါမယ်ပိတ်ပေးပြီးမှကျွန်တော်တို့က software matrix ပဲနေနေ LED studio ပဲနေနေ LED app ပဲနေနေအဲ့ဒါကို install လုပ်လို့အဆင်ပြေပါမယ်။ဒါဟာတလေအဲ့ဒါတွေတိုင်ပတ်တိုင်းရှိတယ်။ပြီးရင်နောက်တစ်ခု IP ပေးတဲ့ကိစ္စ IP ပေးတဲ့ကိစ္စကလာပြီကျွန်တော်ပြောပြမလား IP ပေးတဲ့ကိစ္စကကျွန်တော်တို့က IP ပေးတော့မယ်ဆိုရင် network ကျိုးနဲ့ကျွန်တော်တို့ အဲကွန်ထရိုလာနဲ့ချိန်ပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာဒီနားလေးမှာနှိပ်လိုက်ပါဒီမှာ network internet setting ဆိုတာရှိရဝင်လိုက်ဝင်ပြီလို့ရှိရင်ဒါအများနဲ့လဲတူချင်မှတူမယ်မတူလဲကိစ္စမရှိဘူးကျွန်တော်တို့ဒီထဲပဲဝင်ရမယ်ဝင်ပြီလို့ရှိရင်အတိကဒီမှာ advanced network setting ဝင်မယ်ဝင်ပြီလို့ရှိရင်ကျွန်တော်တို့ကကိုဘာနဲ့ဒီအဲ network ချိန်ထားလဲပေါ့နော်ကျွန်တော်ကအခုလောလောဆယ်ဒီ internet 4နဲ့ချိန်ထားတော့ internet 4ဝင်မယ် ဝင်ပြီးလို့ရှိရင် ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာ active ဆိုတာလေးတွေ့တယ် active ကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ IPv4 ကျွန်တော်တို့ဒီမှာ IPv4 ကိုနှိမ့်မယ်နှိမ့်ပြီးတော့ဒါအဲဒီမှာတတိထားမှာပုံမှန်ဆိုဒီတိုင်းပဲပြလိမ့်မယ်နော်ကျွန်တော်တို့ကအမှ use the following IP address ကိုနှိမ့်မယ်နှိမ့်ပြီးတော့ကျွန်တော်တို့ကဒီမှာ 192.168.1. ကျွန်တော် set မှာ IP က30ပေးထားလို့ရှိရင်ကွန်ပျူတာမှာ30လာပေးလို့မရဘူးเนาะအဲ့အလေးတွေမားတက်လို့ပါ set မှာအဲထားပါတော့ processor ပဲနေနေကျွန်တော်တို့အဲ LED studio အဲ sorry A07 SE ပဲနေနေ6612 Pro ပဲနေနေအမှအဲ controller မှာ20ပေးထားလို့ရှိရင်ဒီမှာ20လာပေးလို့မရပါဘူး controller နဲ့မတူအောင်ထည့်ရပါမယ်ဥမာထားပါတော့ အဲကျွန်တော်လောလောဆယ်ဘယ်လောက်ထည့်မလဲဆိုတော့အဲ100ပေါ့သူကဘယ်လောက်ထိပေးလို့ရလဲဆိုတော့သူကအဲနှစ်ကနေ154ထိပေးလို့ရတယ်ဒါပေမဲ့အ ਨੇ ဆုံးကကျွန်တော်တို့က100လို့ပါလို့ထားပေါ့ကိုကွန်ထရိုလာတဲ့ IP နဲ့မတူစင်းနဲ့ပေါ့ဒီအောက်ကဟာလေးကဒီအောက်ကဟာလေးကကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာနဲ့ဝင်သွားပါလိမ့်မယ်ဒါဒီတိုင်းပါပဲ default gateway IP gateway IP မှာကျွန်တော်တို့က19.168.1.1 1.1ကိုအတည်ထားပေးရပါမယ်မထည့်လဲကိစ္စမရှိပါဘူးတချို့ controller တွေအလုံးလုံးတယ်တချို့ controller တွေအလုံးမလုံးအလုံးမလုံးလို့ရှင်19.168.1.1ထားပေးရမယ်ပြီးလို့ရှင်ကျွန်တော် okay ပေးမယ်ဒါကျွန်တော်စိမ့်တော့ကျွန်တော်ဟို wifi လဲဒါပဲဟိုတုံးနေတဲ့ခါကျတော့သူကလာပြတာ โอเคအဲ့ဟာပြီးသွားလို့ရှိရင်ကျွန်တော်တို့ controller ကြီးချိန်လို့ရပါပြီတခါတလေ controller ကြီးချိန်လို့မရအောင်ဆိုတာ IPO တရားမပေးထားတာဖြစ်ပါတယ် network ကျွလွတ်တာတွေပါလေဖြစ်နိုင်ပါတယ်ကျွန်တော်တို့အဲ့ဟာလေးတွေကိုတိတက်အဲပြောမှဆိုရင်တိတက်တရားလေးချိန်ပေးဖို့လိုတယ်ပေါ့အဲ့ဟာလေးကိုလာပြောတာဖြစ်ပါတယ်အားလုံးကျေးဇူးပါ